င်ကလုတ်ဆိုတဲ့အချိန်မှာဆရာလည်းပြောသွားတယ်လို့ပေါ့နော်ဆရာလည်းပြောသွားတယ်ဖွင့်ပြတဲ့အချိန်မှာပဲကျမတို့လုတ်ခွင့်ရတာဖြစ်တယ်အာမင်ပြန်ထူဆန်းတဲ့အရာတခုကျန်းစာထဲမှာပါတယ်။အဲ့ဘာလဲဆိုဤတော့တောင်းချီပေးဖို့သူ့အဖေကတော့သူ့ကိုအမဲလိုက်ခိုင်းတယ်အမဲသားချက်ခိုင်းတယ် ကဥသွားတယ်သူ့ညီအဥသွားတယ်ဘာဖြစ်လို့လဲဆိုရင်သူ့အမေအတူတူရှိတဲ့ခါကျတော့သူ့အမေကဘလို့လောက်ရမလဲဆိုတာကောင်းကောင်းသိတယ်ယာကုပ်ကဘာမှသိတာမဟုတ်ယာကုပ်ကတကယ်တော့ဘာမှလဲတော်တာမဟုတ်ဘာမှလဲသိစင်းစားတတ်တာလည်းမဟုတ်သူကတော့ဒါကြောင့်သူသူများကသူ့အနိုင်ကျင့်လို့ရတယ်ယာကုပ်ကတကယ်တော့တော်တော်တုံးတဲ့တရားဖြစ်တယ်သူကကောင်းချီးလိုခြင်းပေမဲ့ဘလို့လောက်ရမှမသိယာကုပ်က လဲဆိုရင်သူ့အမေကဘလို့လုံးရမလဲဆိုတာတင်ပေးတယ်။နောက်ဆုံးသူ့ကိုလိုမျိုးအမွေးမရှိလို့တော့လက်မှာအမွေးမရှိဘူးရင်ဘတ်မှာအမွေးမရှိဘူးသူက။အဲ့ဒါတော့မှဘလို့လုံးရမလဲဆိုတာသူ့အမေကအမြန်ဆုံးဘလို့လုံးရမလဲဆိုတာတင်ပေးတယ်။အကြောင်းသူ့အမေကဒီခေတ်မှာပါနေတူလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်နဲ့တူတယ်။အာမင်။တန်ရှင်သောဝိညာဉ်တော်ကကျမတို့ကို노ဆော်ခြင်းဆိုတာရှိတယ်။ဖင်ပြခြင်းဆိုတာရှိတယ်။ အဲ့ဒါကိုကျမတို့ကအလင်းအမြန်မလုပ်ဘူးဆိုရင်နောက်ချသွားတတ်တယ်။အီတောကအရန်တော်တယ်သူကအီတောကကျန်းစာထဲမှာတေချာဖတ်ကြည့်ရင်အီတောကိုအင်္ဂလိပ်ကျန်းစာမှာဆိုဘယ်လိုပြောလဲဆို skillful တဲ့အီတောကအရန်အရေးကြီးရှိတဲ့ပုံကိုတယောက်ဖြစ်တယ်အီတောကအရန်တော်တယ်အရန် smart ဖြစ်တယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုအပြည့်ရတယ်အဲ့ဒီအီတော်ကဖခင်ကသူ့ကိုယမ်းချစ်တယ်သူ့ကိုယမ်းတဲ့ဘောကြောင့်သူကအယမ်းလိမ်မာ ခုအတွက်နဲ့ तू ကကောင်းချီမရတော့ကျူးရမယ့်အချိန်မှာအချိန်မီမရောက်တာပေးရမယ့်အရာကိုအချိန်မီမပေးနိုင်တာချက်ချင်းမလုံနိုင်တဲ့အရာကသူ့ဘဝမှာကောင်းချီမင်္ဂလာမရတဲ့ဘဝကိုရောက်သွားတယ်အရင်ချင်းမရှိလို့မဟုတ်ဤတော့ကညံ့လို့မဟုတ်တုံးလို့မဟုတ်စမတ်မဖြစ်လို့မဟုတ်ဤတော့ကတအားစမတ်ဖြစ်တဲ့လူတယောက် ။ तू อ่ะအမဲလိုက်ခြင်းမှာလဲအရန်ကျွမ်းကျင်။နော်အရန်ကျွမ်းကျင်တယ်။ရာကိုကဘာမှမသိဘူးအမေနားမှာပဲနေ။အမေကချက်သွင်းဖြူခွာဆိုခွာလိုက်တယ်။ Guilty ထောင်းပေးဦးဆိုထောင်းပေးတယ်။အရန်ဘာမှအောင်မစင်စားဘူး तू อ่ะ။ရှီအနာဂတ်ဒီဘာရညာဒီဘာမှ तू မစင်စား။ဒါပေမဲ့သူအမေကသူ့ကိုအလင်းအမြန်လုတ်ပေးတဲ့အရာကိုသူလက်ခံပြီးတော့အလင်းအမြန်လုတ်တယ်သူကအဲ့ဒါလေးပဲသူတို့နှစ်ယောက်ရဲ့ကွာခြားချက်ကအဲ့ဒါပဲ အကြောင်းဤတော့ကဘလောက်တော်တော်ဘလောက်ပဲ skillful ဖြစ်ဖြစ်သူကအချိန်မီအချိန်မီမရောက်တဲ့အခါမှာကောင်းကြီးဆုံးရှုံးတယ်။အဲကျွန်တော်တို့တွေကဤတော့ဘလို့စဉ်းစားလဲ။ဖခင်နဲ့ဆိုင်တဲ့တာဝုရာဆိုရင်လည်းဘာလို့ရမှာလဲဒါကငါဘိုက်စာနေတာအခုဘိုက်စာလုံးလုံးတေတောင်တေတော့မယ်။အဲ့တော့ ဆိုင်နဲ့တာဥရာကငါအခုဘိုက်စာနေတဲ့အခါမှာဘာမှလုံးလို့မရသူအဲ့လိုစဉ်းစားတယ်ဖယားနဲ့ဆိုင်တဲ့အရာအလုံးကိုသူကပော့ပော့လေးပဲစဉ်းစားတယ်ငါဘယ်တော့မှစုတင်နှံတက်လို့ရပါတယ်အလုတ်ကမရဘူးပြုတ်သွားရင်ဒုက္ခရောက်နိုင်တယ်အဲ့ဒီအလုတ်ပြုတ်သွားရင်ဒုက္ခမရောက်တဲ့လူမျိုးများစွာရှိကျမတို့ဆိုအလုတ်တောင်မရှိဘူးအလုတ်တောင်မလုပ်ဘူးကျမတို့ US အတင်းတော်ကလည်းလခမယူဘူးအဲ့ဒါကိုဆုံးဖြတ်ချက်ကိုပြောပြတာပါ အလုတ်လည်းမလုတ်ဘူးဒါပေမဲ့တစ်ခါမှဒုက္ခမရောက်ဒုက္ခမရောက်ဘူးတကယ်တော့ကျမတို့ကအလုတ်မလုတ်ပဲဖျားနဲ့ယုံကြည်ခြင်းနဲ့အတက်မလာခမရှိရင်ပြီးမဲ့နေမပြီးနိုင်ပဲဒုက္ခတွေရောက်ပြီးဘဝတွေ